ပကန်းလို့ဆိုလိုက်တာနဲ့ရွံ့နေတွေကိုလည်းမြင်အောင်မိကြမှာပါဘိုးစင်ပေါင်းဆက်ကလေးကပကန်းဒေသမှာနေထိုင်ကြသူတွေရဲ့80ရာခိုင်နှုန်းလောက်ဟာ ရုံးပညာကိုငယ်စဉ်ကလေးဘွားကလေးကသင်ယူတက်မြောက်ထားကြပြီးရုံးလုပ်ငန်းကိုအသက်မဝန်းဆောင်လုပ်ငန်းတစ်ခုအဖြစ်မိသားစုတွင်လက်ဆင့်ကမ်းလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ညီကပါတရွာလုံးမှဆိုရင်အိမ်တိုင်းစီယွန်းတေလုပ်ငန်းလုပ်ကိုင်ကြတဲ့အတွက်ကလေးကအစဒီပညာကိုတက်မြောက်လုပ်ကိုင်နေကြတာပါ တောက်အပြင်ပကံမြူသိညောင်ဦးတောင်ပြီရွာဝက်ကြီးအင်းရွာတို့မှာလည်းရွနေလုပ်ငန်းကို အများအပြားလုပ်ကြရတယ်လို့သိရပါတယ်ရှင်။ ွန်းတယ်လို့ဆိုလိုက်တာနဲ့လက်ဖက်စီဝနေပြီးလက်မောင်းပြောင်းလက်နေတဲ့လက်ဖက်အုပ်ကလေးကိုပြင်းမြင်မိတွေ့လေရှိကြမှာပါ။နီးနေဖြစ်စီတစ်ပြုံနေဖြစ်စီပြုလုပ်ထားပြီးတစ်စေးတီယိုကိုင်းပန်းပြောင်ချိန်ထားတဲ့ယွန်းတယ်တွေဟာမြမယိုးရအုံဆောင်နေတဲ့မှာတခုအပါဝင်ဖြစ်ပါတယ်။ယုံလမှုပညာရဟံမြမယိုးရပန်းစင်မျိုးတွေကတန်ယုံပညာတကူပါရှင် ယုံဟာမြမတတော်များမှတဘာဝပေါက်သစီပင်မီလာနိုဟိုရီယာယူစီတစီမှမှချစ်ထုတ်ထားတဲ့အစေးဖြစ်ပါတယ်သစီပင်ရဲ့နာမည်ကြီးလေးသားရှမ်းပြည်နယ်ပဲရှမ်းပြည်နယ်မြောက်ပိုင်းပေါ်တော့အစ်စ်ပင်ကိုသစီပင်ကိုသူပင်စီကိုသူဖူရှိပ်သူဓာတ်နဲ့လှီးပြီးတော့အခေါက်ကိုဟပြီးတော့ဝါကြီးတော့ကတ်လိုက်ရတယ်ထွက်လာသစီကအဲ့ထဲဝင်သွားတယ်ပေါ့တော့ rubber နဲ့ခတ်ဆစ်တီသစီရဲ့သဘာဝကသူကပထမထွက်လာတော့အညိုပဲအောက်ဆီဂျင်လေနဲ့တွေ့ပြီးခါကျသူကသစီက ပြန်ပြီးတော့မဲသွားတာအယောင်ပြောင်းသွားတာနောက်သူ့ရဲ့တဘာဝကတစ္စည်းကပြင်းမဲ့လေးနဲ့နေတဲ့ဟိုမီးအောင်လည်းတော့မချောက်ဘူးသူကတစ္စည်းတုတ်ပြန်တုတ်ပြန်တယ်မှာဒီမီးကြီးတဲ့ဒီတဲ့ခန်းတွေကိုသူကချောက်ခံရတယ်စုတ်တန်နေတုတ်တဲ့အခါဒါမှမဟုတ်အပေါ်ကနေအုပ်တဲ့အခါမှာမာကျောပြောင်းလက်ပြီးချုံးမွတ်တင်မျက်နှာပြင်တစ်ခုဖြစ်ပေါ်လို့လာပါတယ်ယွန်းတုတ်ထားတဲ့ပစ္စည်းတွေကအပူနဲ့စုတ်ထိုင်းမှုတန်ကို ံနိုင်တယ်လို့လည်းသိရပါတယ်။မြန်မာတို့ရဲ့ယွန်းပညာရဲ့ဟာပကံခက်ကလေးကတရှိခဲ့တယ်လို့ဆိုကြပါမယ်။1555ခုနှစ်ကနေ1562ခုနှစ်တွင်ဘီးနောင်မင်းလက်ထက်ကဇင်းမေကို အောင်းနိုင်ပြီးအဲဒီကကျွမ်းကျင်တဲ့ပညာရှင်တွေကိုမြန်မာနိုင်ငံကို ခေါ်ဆောင်လာရတာကယွန်းတိန်အတက်ပညာဟာပုံမှုအဆင့်တန်းမြင်လာတယ်လို့သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။ အဲ့ဒီအချိန်ကချင်းမိုင်ဒေသမှာရှိတဲ့ယွန်ဒုမဟုတ်လာအိုရှန်လူမျိုးစုများရဲ့လက်မှုပညာများကိုမြန်မာနိုင်ငံတွင်တင်သွင်းခဲ့ခြင်းကစတင်ပြီးမြန်မာနိုင်ငံမှာလက်ရပြောင်မြောက်တဲ့ယွန်းတိန်ပစ္စည်းများစတင်ထွန်းကားလာတယ်လို့ယူဆခဲ့ကြပါတယ်။ယွန်းလူမျိုးများကိုအစွဲပြုပြီးယွန်းတိန်လူခေါ်တွင်လာခဲ့ကြတာပါ။ဒီနေ့ခင်မာတော့ယွန်းတိန်ပညာရဲ့ဟာ ရှိမမာတွေရဲ့စိတ်ကူးတီထွင်မှုနဲ့ပုံမိုးပြီးတိတ်မှုတွေရည်တွေးတဲ့ရောရှက်ဖန်တီးထားတဲ့အမှုပစ္စည်းတစ်ခုအဖြစ်မြမလွတ်မှုပညာတစ်ခုအနေနဲ့တည်ရှိနေတယ်ဆိုတာကတော့မြင်လို့မြင်ရပါဘူးရှင်။မြမနိုင်ငံမှာယွန်းထိန်များကိုပကံနဲ့မုံရခိုင်အတွင်းမှာရှိတဲ့ကြက်ကရွာနဲ့မောင်းထောင်ရွာတွေမှာ အများအပြားလုကန်ကြပါတယ်။ ယွန်းတဲ့အမျိုးအစားတွေကစီးချေထားတဲ့စီရည်ယွန်းရွှေရိပ်ထားတဲ့ရွှေသကဝါယွန်းနဲ့ရုတ်ကြွစီယွန်းတို့ဖြစ်ကြပါတယ်။ယွန်းတွေတွေပြုတ်လို့ရမှာတစ်သားဝါတို့ကိုအခြေခံကထုတ်လုပ်ကြပြီးရှာရှာပါပါမြင့်မြင့်နဲ့လေးပြုတ်လုပ်ကြပါသေးတယ်။အကြီးအသေးကောင်းတဲ့မြမယွန်းလေးတစ်ခုပြုလုပ်ဖို့ဦးစွာဝါကိုခွဲက ဝါရည်အတွင်းဤသားနှင့်အချောင်းများကိုထုတ်ပြပြီးရင်အတွင်းသားကိုနှိပြရပါတယ်။တင်းဝါတစ်လုံးကိုတောက်ရီကွက်အလုံးအစိတ်ခန့်ရနိုင်ပြီးလက်ဖက်အုပ်ဆိုရင်တော့15လုံးခန့်ရနိုင်ပါတယ်။နှိပြရမှာနှိများနဲ့နှိလုံးဖြာခြင်းဆိုပြီးရှိပါတယ်။နှိပြကိုလက်ဖက်အုပ်စွန်းအုပ်စာရီပြုတ်လို့ရမှာအသုံးပြုပြီး နှီးလုံးကိုတော့ရေခွက်ရက်လို့ရမှာအသုံးပြုကြတာပါ။ဒါကိုတော့အဖြူတွေအကျန်းတင်လို့ခေါ်ပါတယ်။သစိတုံလိုက်တဲ့အခါမှာရုံးနေကိုအထက်ထက်တုံလိုက်ပြရပါတယ်။ မျက်နှာပြင်တစ်ဖက်ကိုတစ်ခါထုတ်ပြီးတပတ်ထားရပါတယ်။တစ်စီထုတ်ထားတဲ့ရွက်နေတွေကိုတော့မြောက်ခန်းလေးမှာတပတ်ကြာအောင်အချောက်ခံရပါတယ်။တချိန်အဆောင်ခံမိတိုင်းမျက်နှာပြင်ချောအောင်ကိုပက်စားပြရပါတယ်။ ဒီလိုနဲ့ဆက်နှစ်ထက်တည်တည်မျက်နှာပြင်နှစ်ဖက်လုံးကိုတစ်ချိန်စီတုပ်လိုက်အချောက်ခံလိုက်လှုပ်ကြရပါတယ်။ဤတွေတွေကမျက်နှာပြင်ကျန်းလာကြောက်အထက်ထက်တစ်စီတုပ်လိုက်ကိုယ်ဖက်စားလိုက်လှုပ်ပြီးတဲ့အခါမှာပါလွားပြီးချုံမှုရဲ့ယူနေကို ရရှိပါပြီ။ဒီအစဉ်ကတော့ 6လကနေ7လလောက်ကြာနိုင်ပါတယ်ဒီ unity ဟိုပြောင်းတယ်ပေါ့နော်အနေထဲတစ်ခုဖြစ်ဖို့တည်းခုနဆိုရှင်ပြ6လလောက်ချင်းကြာတယ်ဘာလို့6လလောက်ချင်းကြာဆိုတော့ဒီတွေး6ချင်းတစ္စည်း6တဲ့ချင်းတစ္စည်းကတဘာဝမီးရောင်နဲ့မချောက်ဘူးเนาะလက်စစ်မီးရောင်နဲ့မချောက်ဘူးနောက်နေရောင်နဲ့ပြင်းပြမချောက်ဘူးဒီဒီမြေတိုက်ခန့်လို့ခေါ်တဲ့ဒီ underground cellar ထဲမှာသူက humidity temperature နဲ့ချောက်ရတာ ဒါဘလောက် humidity ရှိတယ်ဆိုတော့ကျွန်တော်တို့ပြီးတဲ့နှစ်အနည်းငယ်မှာပဲကျွန်တော်လေ့လာသိရှိရတာအနည်းဆုံးဒီ humidity temp ရှိက60နဲ့80ဝန်းကျင်လောက်မှာဒီစီးငွေက6တာဆိုရန်မာရန်မာသိတဲ့တိုင်မဲ့ရာသီဥတုကပြင်မဲ့ကရာသီဥတုကတာမန်ရာသီဥတုတဲ့ခါကြမှာပို့ပြီးတော့ပူလာတာရှိတယ်ခါကြပို့ပြီးတော့အေးသွားတာရှိတယ်အဲ့ခါမျိုးဒီမှာတစ္ဆေရဲ့6တင်တော့ပို့ပြီးတော့နှေးသွားတယ်အဲ့တော့ဒီအချိန်နေဒီချိန်လို့ကျွန်တော်ယူရတာယူရတာဖြစ်တဲ့အတွက်ယွန်းတယ်ရဲ့တံပိုးယွန်းတယ်လုပ်ငန်းစဉ်ကတံပိုးရှိတာအဲ့ဒီအချိန်နေယူရတဲ့အတွက်တံပိုးရှိတာ 都拿来，我们大巴也是骑的，路的龙安线，我们拿来，两年路的龙安城几车的，昆没那干嘛，巴 <noise> 乌，麦西嘛，巴乌，哎，阿地夫西嘛，巴乌，大巴瓦的那些来路皮的，对吧？请假了，他的狗呢，对，最巧的请假就那上啊，他怎么去那边去啊？弹拨车的是吧？晓得不？比如这个来，对面那边去啊？啥路？道路啥的到三路、特别是东山路上，六车那皮子都多啊！再看个单薄车。 ဒါယွန်းဒီဇိုင်းရေးတာပေါ့နော်သူအနဲ့ထက်ပြီးသွားတာနဲ့သူယွန်းဒီဇိုင်းစရေးယွန်းဒီဇိုင်းရေးတော့ယောက်ျားလေးတွေရေးတာပေါ့နော်သူကဒါတော့ဘယ်လိုခေါ်မလဲမီယိုဖလာအစင်လာလို့ဖြစ်နေတာသူဒီဇိုင်းရေးတဲ့ခါကျတော့ free hand ရေးတာ free အလို့ရေးတာပဲအဲသူဒီဇိုင်းတွေအကုန်လုံးကသူငယ်လေးရဲ့လေ့ကျင့်ထားဖြစ်တဲ့အတွက်သူတို့ကောင်းတဲ့မှာဒီဇိုင်းတွေအကုန်လုံးကရှိအဲ့တော့အလို့ရေးတာဒါပေမဲ့ရန်ဖန်ရန်ကတော့သူကထွေးစည်းပေးပါနဲ့သူက copy ကူးတဲ့ခါလည်းရှိတယ်ပေါ့သူများသောအားဖြင့်တော့ဒီဒီယွန်း artist တွေကလူငယ်လာငယ်ပဲအလို့ရေးနိုင်တဲ့အချိန်ကပညာထဲမှာရှိပြီးသား ဒါလေးဆိုဒီကြည့်လိုက်ဒီလွတ်ရေးသွားတာပန်းလေးတွေကိုမလောက်လှထားလေဆိုတော့နော်အလားစင်ဖို့အတွက်ဆိုရင်တော့ရွံ့နေပုံမှာကညစ်နေဥစွာရေးချင်ရပါတယ်အဓိကပုံကိုစိတ်ချရေးချင်ပြီးတဲ့အခါပုံပေးမှာရှိတဲ့နေရာခွက်လက်လေးမှာအဖြစ်ပုံကနုတ်လေးတွေဖြည့်ဆွဲရပြီးကညစ်နေချင်ရအမြောင်းလေးတွေချမှာ အသင့်ပြထားတဲ့စိတ်အယောင်ထင်ရပါတယ်။ဒါကိုစိတ်သွင်းနေလို့ခေါ်ပါတယ်။စိတ်အယောင်တွေက အဝအနုရဲ့အနီးအစိမ့်ဆိုပြီးလေးဟောင်တာဖြစ်ပြီးစိတ်အယောင်လေးမျိုးကိုတော့တစ်ချိန်နဲ့မသွင်းရပါဘူး။စေးအောင်တမျိုးနဲ့ဆိုင်တဲ့ပုံတွေကိုရေးချပြီးစေးတရားသွင်းမြင် ိုက်တခါသွင်းရပါတယ်။ဒီလူနဲ့အယောင်ထည့်ပြီးတဲ့အခါမှာအပိသက်ယွန်းတေတခုကိုရပါပြီ။ယွန်းနေတခုရဖို့ကတော့တကယ်ကိုအနှုတ်စိတ်ခက်ခက်ခဲခဲလှုပ်ဆောင်ကြရတာပါ။ယွန်းတေရဲ့ကောင်းချင်းကုံအိမ်ကိုယွန်းအလွာတွေနဲ့တတ်မှတ်ကြပါရစေ။အကောင်းဆုံးယွန်းတေကိုရရှိဖို့ အတွင်းငယ်အလွာကိုခုနှစ်လောက်ခန့်အထိပြုလုပ်ဖို့လိုပါတယ်။စုံအုံနီနီအမေရလို့မနက်ဖြန်မနက်ကြောင်းတက်မေးဆိုတဲ့ကြပြလေးတွေကစုံအုံရုံးနေပစ္စည်းလေးကစပင်။ညစွာသောစုံအုံကုံအီလက်ဖက်အုံစီးလီပြာကွက်ယူနိမ့်စံပကံရေသနာဘူးလင်မန်းမအစလက်ကောင်းရိုးရအယူတွင်အလားစင်ပစ္စည်းတွေအစုံအမျိုးမျိုးကိုတီထွင်ထုတ်လုပ်ကား သုံးပြနိုင်ပါတယ်အခုနောက်ပိုင်းမှာတော့ခင်မီတိုးတက်လာတာနဲ့အညီရုံးဒီဇိုင်းတွေကိုရုံးရအစင်လာကိုမတွေ့ဖြစ်ပေနေ့စဉ်အသုံးပြလို့ရတဲ့ဒီဇိုင်းဆန်တွေကိုတီထွင်ဖန်တီးရရှိတယ်လို့သိရပါတယ်ထန်တဲ့မြည်တဲ့ကျွေတဲ့ပလတ်စတစ်ထည်တွေကိုခေတုံးတွင်ကျဲလေးရရှိပေမဲ့လေရုံးတွေအသုံးကတော့ယနေ့တည်းတိုင်း ိန်ကုန်ပြောက်ွယ်သွားခြင်းမရှိသေးပါဘူးပရိသတ်များရှင်မြမယွန်တေဟာရိုးရာအမွေးနှစ်တစ်ခုဖြစ်ဘုံဝဆင်ဆက်ရတည်လာပြီးကမ္ဘာနိုင်ငံတွင်အထင်အသိမှတ်ပြုခံရစေဖြစ်တာမို့ယွန်းပညာကိုတောင်းဆင်ပြီးဆက်လက်စစ်ကမ်းမှုတွေပြုလုပ်ခံမြမယွန်တေလုပ်ငန်းကိုရိတ်ရှိဆက်လက်ထိန်းသိမ်းထားနိုင်ဖို့လက်စစ်ကမ်းမှုလုပ်အပ်ပါရဲ့ရှင်